ခင်ယေရှု။အော်တခင်ယေရှုခရစ်တော်ကိုတွေ့ကြုံခံစားခြင်း၊မွေးလေဝမ်းမြောက်ခြင်းနှင့်ထင်ရှားခြင်းနှင့်အသွေးတော်ဝိဝိထတိဒါဝိဤမျိုးစေသည်ဖျားခင်ဤဒါတော်ဖြစ်လာခြင်းဒေသူပေါလုသည်ဇာလံ အခန်းကြီး2အငယ်9တွင်တခင်ပြား၏ရှင်ပြန်ထမြောက်ခြင်းကိုမြင်ရန်သက်ဆွမ်းနိုင်ခဲ့သည်တင်းတင်းငါသားဖြစ်၏ယနေ့ပင်တင့်ကိုငါဖြစ်ပွားစေပြီပေါ်လူကယနေ့ဟူသောစကလုံးကိုတခင်ပြား၏ရှင်ပြန်ထမြောက်ရာနေ့အဖြစ်ယူဆောင်ခဲ့သည်ဤဒီမာခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည်ဖျားခင်၏တာဦးအဖြစ်ကိုတော်မွေးဖွားခဲ့ကြောင်းကိုဆိုလိုသည့်လူသားတော်ဖြစ်သည့်ယေရှုသည်တေခြင်းမှထမြောက်ခံရခြင်းမှတဆင့် ဘုရားခင်ဤသားတော်ဖြစ်လာရန်မွေးဖွားခဲ့သည်ထို့ကြောင့်ဘုရားခင်ကယေရှုကိုတည်ခြင်းမှထမြောက်စေခြင်းမှာကိုတော်ဤသားဦးဖြစ်လာရန်မွေးဖွားလာခြင်းဖြစ်သည်ဟာလေလုယလူစားသည့်ခံခြင်းမှသစဉ်ဘုရားခင်ဤတပါးသည်တော်သားတော်သည်လူသားစားသည့်ကို ယူတင်ခဲ့ပြီးဘုရားလူဖြစ်လာခဲ့သည်ထိုနောက်ရှင်ပြန်ထမြောက်ခြင်း၌ဤဖျားလူတီကိုတော်ဤတာဦးဖြစ်လာရန်ဖျားခင်ဤမွေးဖွားခြင်းခံရသည်အာမင် လူသာတိခံချင်းမတိုင်းမီဖျားခင်ဤတဘာတိတော်သားတော်သည်လူသားတဘောတဘာဝမရှိသေးပါကိုတော်၌ဖျားတဘောတဘာဝသာရှိသည်ရှင်ပြန်ထမြောက်ခြင်း၌ဖျားခင်ဤသားဦးသည်လူသားတဘောတဘာဝသာမကဖျားတဘောတဘာဝလည်းရှိပြီဖြစ်သည်အာမင်အိုသခင်ယေရှုတေတူနနခင်ကြွေးမွေးခြင်းနခုမြောက်တော်စာလဲပိုင်ငယ်ခုနှစ်မှာရှိ ယောဝ၏အမိတော်ကိုငါပြန်ကြားပြီးအံ့ကိုတော်ကငါအာတင်းဒီငါသားဖြစ်၏ယနေ့ပင်တင့်ကိုငါဖြစ်ပွားစေပြီးငါကိုတောင်းတော်လူအမျိုးမျိုးတို့ကိုတင်းဤအမွေဥစ္စာဖို့ငါပေးမိမြေကြီးစွန့်တိုင်အောင်ပိုင်ထိုက်တော်အခွင့်ကိုလည်းငါပေးမိအာမင်ဟာလေလုယာအိုးသခင်ယေရှုယနေ့ပင်သခင်ပြားကိုဖျားခင်ကိုတော်တိုင်းတအားအဖြစ်ဖြစ်ပွားစေပါသည်အာမင်ဟာလေလုယာ လူအမျိုးမျိုးတို့ကိုတာဦးဤအမွေဥစ္စာဖို့ဘုရားတခင်ခမဲတော်ကိုတော်တိုင် ပေးခြင်းအတွက်ချီးမွမ်းပါသည်အာမင်တတော်ယေရှုခရစ်တည်မြေကြီးစွန့်တိုင်အောင်ပိုင်ဆိုင်ရတော်အခွင့်ကိုလည်းခမဲတော်သည်တော်ဦးဖြစ်တော်ယေရှုခရစ်တော်ကိုပေးအပ်ပြီးဖြစ်လို့ချီးမွမ်းပါသည်အာမင်ဟေပြဲအခန်းကြီးတဲ့အငယ်6တနည်းကတော်ဦးကိုဤလောကအแทးတို့ဆောင်းသွင်းတော်မူသောအခါ ဖျားခင်ဤကောင်းကင်တမန်အပေါင်းတို့သည်ထိုသူကိုပြည့်ဝကိုးကွယ်ကြစေဟုမိတ်တော်မူသည်အာမင်ဟာလေလုယနှခုမြောက်တော်ဆာလံအပိုင်ငယ်ခုနှစ်မှကိုးသည်ခရစ်တော်ကိုကြင်ညာချက်ဖြစ်သည်ဤစကားကိုတမန်တော်အခန်းကြီး7အငယ်33၌တမန်တော်ပေါလုကကိုးကားထားပြီး နှစ်ခုမြောက်သောစာလံအပိုင်ငယ်ခုနှစ်တည်းခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းကိုရည်ညွှန်းကြောင်းဖော်ပြထားသည့်ဖြတ်တောက်ခံရခြင်းအသေးခံခြင်းဒံယေလအခန်းကြီး9:26ပြီးနောက်ဖျားခင်ဤဗိသိက်ခံရတော်အရှင်ခရစ်တော်သည် ကိုတော်ဤလူသားစာတိ၌ဖျားခင်ဤတာဝအဖြစ်မွေးဖွားခံရရန် ရှင်ပြန်ထမြောက်ခဲ့သည်ဟာလေလုယာ ထိုရှင်ပြန်ထမြောက်ခြင်း၌ကိုတော်ဤယုံကြည်သူများအားလုံးသည်ကိုတော်ဤများစွာသောသားများဖြစ်ရန်ကိုတော်နှင့်အတူမွေးဖွားကြသည်အာမင်ပေါ်လူတာမပြောခဲ့ပါက နှစ်ခုမြောက်သောစာလံဒီခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းပြောဆိုထားကြောင်းကျွန်ုပ်တို့မြင်နိုင်လိမ့်မည်ဟုကျွန်ုပ်မထင်ပါပေါလုကတင်းသည့်ငါသားဖြစ်၏ယနေ့ပင်တင့်ကိုငါဖြစ်ပွားစေပြီးဟုတော့နှုတ်ကပတ်တော်၌တခင်ပြားရဲ့ရှင်ပြန်ထမြောက်ခြင်းကိုမြင်တွေ့နိုင်ခဲ့သည်ပေါလုသည်ယနေ့ဟုသောစကားလုံးကိုတခင်ပြား၏ရှင်ပြန်ထမြောက် ်ချင်းနေအဖြစ်မှတ်ယူခဲ့သည်ဤဒီမှာခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းသည်ဖျားခင်ဤတာဝအဖြစ်ကိုတော်ဤမွေးဖွားခြင်းဖြစ်ကြောင်းဆိုလိုသည်လူသားတော်ယေရှုသည်တေချင်းမှထမြောက်ခြင်းဖြစ်ဖျားခင်ဤတာတော်ဖြစ်ရန်မွေးဖွားခံခဲ့ရသည်တို့ဖြစ်၍ဖျားခင်ကယေရှုကိုတေချင်းမှထမြောက်စေခြင်းသည်ကိုတော်ဤတာဦးဖြစ်စေရန် ကိုတော်အားကသူအားမွေးဖွားခြင်းပင်ဖြစ်သည်အာမင်သခင်ပြားဤရှင်ပြန်ထမြောက်ခြင်းသည် ကိုတော်ရဲ့မွေးဖွားခြင်းဖြစ်ကြောင်းကျွန်ုပ်တို့ဩသခင်ယေရှုနားလေတဘောပေါက်ရန်လိုအပ်ပါသည်အာမင်ဤဒီမှာအရေးကြီးသောအကြောင်းအရာဖြစ်သည်ယနေ့ဖတ်စရာကိုတော်ဤလူစားတိခံခြင်းတွင်ခရစ်တော်သည်အသွေးအသားအရာဒါဝိဒ်ဤမျိုးစေ့အဖြစ်ကြွားလာခဲ့သည်ယောယောမအခန်းကြီး1အငယ်3တမာကျမ်းစာတွင်အသွေးသားဟူသောစကားလုံးသည်အပေါင်းလက္ခဏာဆိုင်ရာစကားလုံးမဟုတ်ပေသို့တော်ညာလေယောဟန်ဤ ဤအေးဝင်ကလေးကျန်ကနှုတ်ကပတ်တော်သည်အသွေးသားဖြစ်လာသည်ဟုကြွေးကြော်ထားသည်ယောဟန်အခန်းကြီး1ငယ်14ဘုရားခင်ရဲ့အေးဝင်ကလေးကျန်သည်အသွေးသားဖြစ်လာသူအသွေးသားယဒါဝိရဲ့မျိုးစေ့ဖြစ်လာတော်သူသည်ဟုတော်ဘုရားခင်ရဲ့သားတော်နှင့်တဆိုင်သည်ယောမစာဆောင်သည်ဤအသွေးသားသည်ဘုရားခင်ရဲ့သားတော်ဖြစ်ခွဲခတ်မှတ်သားခံရကြောင်းမြင်ရသည်ဤခွဲခတ်မှတ်သားထားခြင်းမှတဆင့်ကိုတော်ဤလူစားသည့်မခံ မိကပင်ဖျားခင်ဤသားတော်ဖြစ်သောခရစ်တော်သည်အသစ်သောနိလန်း၌ဖျားခင်ရဲ့သားတော်ဖြစ်လာခဲ့သည်ကိုတော်ဤလူစားတိမခံမီကိုတော်သည်ဖျားစားတိ၌တာဖျားခင်ရဲ့သားတော်ဖြစ်ခဲ့သည်သို့တော်ယခုမှကိုတော်ရဲ့ရှင်ပြန်ထမြောက်ခြင်းမှသင်ကိုတော်သည်ဖျားဖြစ်ခြင်းနှင့်လူသားဖြစ်ခြင်းနှစ်ခုစလုံး၌ဖျားခင်ရဲ့သားအဖြစ်ခွဲခန့်မှတ်သားခံခဲ့ရသည်ခရစ်တော်သည်လူသားစားတိကိုဘယ်တော့အခါမှယူတင်ဝတ်ဆင်ခြင်းမရှိခဲ့ပါက ကိုတော်ဒီဖျားခင်ရဲ့တားတော်အဖြစ်ခွဲခတ်မှတ်သားခံရရန်လိုအပ်မည်မဟုတ်ပါအကြောင်းမှာကိုတော်ဤဖျားစာအတိတွင်ကိုတော်ဒီထာရကာလကပြင်ဖျားခင်ရဲ့သားတော်ဖြစ်နေပြီတောကြောင့်ဒီအာမင်ဖျားခင်ဒီမိမိရဲ့သားတော်ကိုအပြည့်ရဲ့အသွေးသားတရံ၌စေလွတ်ခဲ့သည်ယောယောမအခန်းကြီး၃အငယ်အခန်းကြီး၈အငယ်၃ဤဒီမှာခရစ်တော်သည်အသွေးသားဤအပြည့်ပြေဝခြင်းမရှိဘဲကိုတော်၌အပြည့်ရဲ့အသွေးသားတရံသာရှိသည် တည်ရှိကြောင်းညွှန်ပြထားသည့်ဤတွင်ပြင်တွင်ကိုတော်ဒီကန္နာရတော်၌တိုင်ပေါ်တွင်မြှောက်ထားသောကြီးညိုမွေရုပ်ကဲ့သို့ပြင်စရင်တော်ဝင်ကျန်အခန်းကြီး23အငယ်18မှ9ကြီးညိုမွေရုပ်တွင်မွေဤတဒံရှိတော်လဲမွေတကောင်ဤအစိတ်ရှိသောသဘောတဘာဝမရှိပေအာမင်ခရစ်တော်ဖျားခင်ရဲ့တားတော်ဒီမိမိကိုယ်ကိုအတွေ့အတာဝိယုံကိုဝတ်ဆင်တော်ကြောင့်ကိုတော်ဒီရှင်ပြန်ထမြောက်ခြင်းအဖြစ်တကူ၌ဖျားခင်ရဲ့တားတော်အဖြစ် ခွဲခတ်မှတ်သားခံရရန်ကိုတော်ဤလူသားစာတီကိုလိုအပ်ခဲ့ပါသည်အာရန်၌တည်ခြင်းသည်ကြောက်ရွံ့ဖွယ်ဖြစ်သည်သို့တော်လည်းခရစ်တော်ရဲ့တည်ခြင်းသည်အံ့ဩဖွယ်ဖြစ်သည်ဟာလေလုယာဤဒီမှာကိုတော်ရဲ့တည်ခြင်းသည်အနှုတ်လက္ခဏာအရာအလုံးကိုအဆုံးတက်၍ရှင်ပြန်ထမြောက်ခြင်းဖို့လမ်းကိုဖွင့်ပေးခဲ့တော်ကြောင့်ဖြစ်သည်ရှင်ပြန်ထမြောက်ခြင်းမှာသစဉ်ခရစ်တော်သည် ပုံတရံပြောင်းလဲခဲ့ပြီးဘုရားခင်ရဲ့တားတော်အဖြစ်ခွဲခတ်မှတ်သားခံရသည်အာမင် ခရစ်တော်သည်ဖျားခင်ရဲ့သားတော်ဖြစ်ပြီးသားဖြစ်တော်ကြောင့်ကိုရောအဖို့ဖျားခင်ရဲ့သားတော်ဖြစ်မွေးဖွားခံရရမှာမိတို့လိုအပ်မည်နည်းနှစ်ခုမြောက်တော်စားလဲအပိုင်ငယ်ခုနှစ်မှကိုးကားထားတော်တမန်တော်အခန်းကြီးဆက်တော့အငယ်တုံးကခရစ်တော်ဒီကိုတော်ရဲ့ရှင်ပြန်ထမြောက်တော်နေ့တွင်ဖျားခင်ရဲ့သားတော်အဖြစ်မွေးဖွားခံရကြောင်းညွန်ပြထားသည်တိုးတော်ကိုတော်ဒီထိုနေ့မတိုင်မီဖျားခင်ရဲ့သားတော် မဟုတ်ပါတော့ကိုတော်ဒီတားတော်ဖြစ်ဒီမှာအသေးချပြီးဖြစ်ဒီတို့တော်ညာနဲ့ကိုတော်ဒီရှင်ပြန်ထမြောက်ခြင်းအဖြစ်မွေးဖွားခံရရင်လိုအပ်နေသေးဒီအဘယ်ကြောင့်ဆိုတော့ကိုတော်ဒီလူသားစာတိကို ယူတင်ဝစ်စင်ထားတော့ကြောင့်ဖြစ်သည်ကိုတော်ရဲ့ဖျားစာသည့်အရာကိုတော်အဖို့မွေးဖွားခံရရန်မလိုအပ်ပေသို့တော်ကိုတော်ရဲ့လူသားစာသည့်အရာဤရာကိုလိုအပ်ပေသည်ကိုတော်ရဲ့ရှင်ပြန်ထမြောက်သောနေ့တွင် ခရစ်တော်၏အသွေးအသားသည်မြင့်တင်ခံရပြီးဘုံထင်ရှားသောအစစ်အနေအထအထဲတော့ ပုံတရံပြောင်းလဲခဲ့သည်ဟာလေလုယာဤဒီမှာရှင်ပြန်ထမြောက်ခြင်းအဖြစ်တကိုးတော်၌မွေးဖွားခြင်းပင်ဖြစ်သည်ဤမွေးဖွားခြင်းသည် ခွဲခတ်မှတ်သားခြင်းလည်းဖြစ်သည်ဤနီးလန်းအဖြစ်အသွေးသား၌လူဖြစ်တော်ယေရှုသည် မွေးဖွားခံရပြီးဖျားခင်ရဲ့သားအဖြစ် ခွဲခတ်မှတ်သားခံရသည်အာမင်အိုးတခင်ယေရှု